Hello Gree Gree အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျမတို့ Gree Aircon အသုံးပြုကြတဲ့ customer များအတွက်အိမ်မှာအလွယ်တကူ filter ဆင်းအနည်းနဲ့ auto clean function ကို remove နဲ့လုံဆောင်ချက်တွေကိုပြသသွားမှာဖြစ်ပါတယ်အခုကတော့ aircon filter ဘယ်လိုဆင်းမလဲဆိုတာကို ပြသသွားမှာဖြစ်ပါတယ်ပထမဆုံးမီးခလုတ်ကိုပိတ်လိုက်ပါ aircon ရဲ့အပေါ်ဖက်နဲ့ဘေးဘက်မှာရှိတဲ့ filter ကိုထုတ်လိုက်ပါဒီနေ့တေချာစာဆေးပေးပါ ။ရေဆဲပြီးရင်ရေစင်သွားအောင်အလျှောက်ခံလိုက်ပါ။အချောက်ခံပြီးသွားလို့ရှိရင်အိတ်ကိုမှတေချာစွာပြန်တက်လိုက်ရင်ရပါပြီရှင်။တေတာကိုပုံမှန်တက်ရှင်လုပ်ခြင်းအဖြစ်အကျိုးကျေးဇူးနှစ်ချက်ကိုရရှိစေနိုင်ပါတယ်။ပထမတစ်ချက်ကအိမ်ရဲ့ကိုအခန်းထဲရဲ့ indo air quality ကိုပုံမကောင်းမွန်စေနိုင်ပါတယ်။ဒုတိယတစ်ချက်ကဆက်ရဲ့ efficiency ကိုလည်းတိတိတသားကောင်းမွန်စေနိုင်ပါတယ်။ ခုကတော့အေကွန်ရမှုနဲ့ညီမတို့အော်တိုကလင်းဖန်ရှင်ကိုဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကိုပြသတော့မှာဖြစ်ပါတယ်။ပထမဆုံးအေကွန်ကိုပိတ်လိုက်ပါ။ပြီးတော့မုတ်ကလုတ်နဲ့ဖန်ကလုတ်ကို5စက္ကန့်လောက်တပြိုင်နက်တည်းနှိပ်ထားပေးပါ။ဒါဆိုရင်အဲကွန်းယူနစ်မှာ CN ဆိုပြီးတော့မှပေါ်လာမှာဖြစ်ပါတယ်။ အော်တိုဂရင်းဖန်ရှင်ကိုလှုပ်ဆောင်ခြင်းအဖြစ်စက်ရဲ့အသွင်းပိုင်းကွိုင်မှာကန့်ညိနေတဲ့ဖုံးမုံတို့မူတို့ကိုအလိုလျောက်တန့်စင်ပေးတဲ့အတွက်လေထုရဲ့ quality ကိုလည်းပုံမှန်ကောင်းမွန်စေပြီးတော့စက်ရဲ့ efficiency ကိုလည်းကောင်းမွန်စေပါတယ်ခွာတော့အိမ်မလွယ်တကူဖီတာစင်းင်းနဲ့အော်တိုဂရင်းဖန်ရှင်လှူဆောင်ချက်တွေကိုရှင်းပြပေးခဲ့တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်